ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကမတ်တပ်မှာထွေးပါဟုတ်ပြီဗျာ28နှစ်ပါဆရာကြီးငယ်ငယ်လေးတွေနော်ဟုတ်ကဲ့အကင်အကြော်ရောင်းပါတယ်တဲ့အေးဖြစ်ရပါနေရနေပြီးရန်ကုန်လာပြီးတော့ဗောနော်ရောင်းတာဗောအခုရန်ကုန်ကရောင်းနေတာဗောဟုတ်ကဲ့ပါဆရာဟုတ်ပြီဆရာကြီးရှင်နဲ့ဝမ်းအမြဲချုပ်ပြီးတဲ့ခါကိုက်နေလို့တဲ့စေကန်းပြတော့တဲ့ကြောက်ကတ်မှာကြောက်မှုန်တွေတွေ့တယ်လို့ပြောပါတယ်တဲ့အေးအဲ့ဒါမပေါ့နဲ့လို့ဆရာပြောခြင်းနဲ့နော်ဟုတ်ကဲ့ဆရာကြီးအကင်အကြော်စားတော့ရေပုံရအားဖြင့်တော့ ဒီဒီဒီကာလမှာကျမရေးနေမတည်ဘူးဟုတ်ကဲ့ဆရာဒါပေမဲ့ကိုကကိုစီးပွားရေးလောက်တာလည်းလောက်ပေါ့လောက်တဲ့အခါတိုင်းလောက်တဲ့အခါတိုင်းဒီအကျော်ကင်ကင်တဲ့အခါမှာမတ်စတာဖို့မမေ့ပါနဲ့ဟုတ်ကဲ့ပါဆရာနော်မတ်စတာတဲ့အခါမှာမတ်အမျိုးအစားကောင်းကောင်းကိုတက်ပါဟုတ်ကဲ့ပါဆရာနောက်ဖြစ်နိုင်ရင်ကိုလောက်တဲ့နောက်မှာလေပေါ်ပါပါပန်ကာလေးပေါ့တမီးရဟုတ်ကဲ့ပါဆရာတချို့မရက်ပန်ကာလေးတွေလေဟုတ်ကဲ့ပါပေါ်ပါပါလေး ကိုနောက်မှာအဲ့ဒီပံကာမျိုးလေးတတ်ထားပါဟုတ်ကဲ့ပါဆရာအဲ့တော့ပံကာလေးကကိုနောက်ကနေမှုန်နေရင်ကိုနှာခေါင်းထဲဝင်လာမဲ့ခုနအညွန်နှံ့နေကိုနဲ့မသိတဲ့အရာတွေပြင်ထွက်သွားတာပေါ့ဟုတ်ကဲ့ပါဆရာအဲ့လိုတားစီနိုင်တာကိုတားစီပါဟုတ်ကဲ့ပါဆရာဟန်တားနိုင်လို့ဟန်တားလို့ရှိရင်တမိကျက်မှရက်ကောင်းလာမှာပါဟုတ်ကဲ့အလုံးလည်းမပြတ်ဘူးပေါ့ဟုတ်ကဲ့ပါဆရာအဲ့တော့ပြောချင်တာကတော့အားလုံးက ဘာရည်နိုင်ရည်ရှိပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးအလုံးမပြတ်ဖဲနဲ့ကျမရည်ကောင်းဟုတ်ကဲ့ပါဆရာကြီးနော်ဒီတိုင်းအမှုမမဲ့မဲ့နေနေတော့ဒီတိုင်းမဲ့ကြော်စားရှိကြော်လိုက်ဟာစားစရာကြီးမီးစရာကြီးမီးလိုက်နှာခေါင်းလည်းဘာမှမတက်ဘူးဟုတ်ကဲ့ပါနောက်ကကိုအကာအကွယ်အထောက်ပံ့ပြီးမှပန်ကန်လေးလည်းမရှိဘူးဆိုရင်တော့အဲ့ဒါတည်းသမီးကိုကအကျော်ရောက်တာကိုက ရောင်းတာကြောတာကိုကတော့ယောဂဝယ်ထားသူဖြစ်မှာဟုတ်ကဲ့ပါဆရာကြီးဘာဆိုကျမ်းမာကြီးရဲ့လက်တပါလားကျမ်းမာကြီးကအကြီးမားဆုံးလက်လားအကြီးမားဆုံးလက်ပါဆရာကြီးအကြီးမားဆုံးလက်ပါအဲ့ဒါမျက်စိမပြတ်ပါနဲ့လို့ဟုတ်ကဲ့ပါဆရာကြီးအားလုံးကိုပြောလိုက်တာပါနော်ဟုတ်ကဲ့ပါဆရာကြီးသူကကြောက်ကတ်မှာကြောက်မှုံတွေ့တယ်ပေါ့နော်နောက်တခါအသားရည်ရလည်းတအားပူတယ်လို့ပြောတယ်တဲ့ဟုတ်ပြီအဲ့ဒါနောက်တခါချင်းကိုက်လို့အဖုထွက်ရင်လည်းတဲ့မဲပြီးကြံနေတယ်တဲ့ဟုတ်ပြီဘယ်လိုနေထိုင်စားတော့ရမလဲအဲ့အဲ့ဒါတွေ तू ပြောသေးမှာမေဝင်နေအကုန်လုံး ချုံကြည့်လိုက်သူကအပူများလာပဲတဲ့။များနေဟုတ်ကဲ့ဆရာ။နော်။ကြောက်ကမှကြောက်ရှိတာအတွက်ကတော့ကြောက်ဖြုံသီးနဲ့ဖရေသီးကိုစားပြောင်းစားပါလို့။ဟုတ်ကဲ့ဆရာ။နော်။တောက်တဲ့အခါမှာတာမန်ရေမတောက်ဘဲနဲ့အခုခေတ်မှာတိတ်လူတွေကန်ကောင်းပါတယ်ရေတံဘူးပေါ်နေတာပဲ။ဟုတ်ကဲ့ပါဆရာ။အဲရေတံဘူးကိုတောက်ပါ။ဟုတ်ကဲ့ပါ။နောက်မိန်ကလေးတယောက်အနေနဲ့ဆိုတော့ဒီနေ့ကို၃ဘူးလောက်တော့ကျိုးစားကိုအောင်တောက်ပါ။ဟုတ်ကဲ့ပါဆရာ။ဆရာဆိုသမီးဟိုမှာကြည့်ဟိုမှာ၂ဘူးနေဒီမှာ၂ဘူးဒီမှာနေဒီမှာ၂ဘူး ဒီနာဘူးဒီမှာအခုဒီပန်းအိုးတင်လို့ဖယ်လိုက်လို့ဟိုမှာနှစ်ဘူးဗျာဟိုမှာနှစ်ဘူးเนาะဟုတ်ကဲ့ဆရာကြီးအဲ့တော့ဆရာဘယ်လောက်တောက်လဲဆိုရင်အ ਨੇ ဆုံးတော့ဆရာ၅ဘူးလောက်တောက်တယ်ဟုတ်ကဲ့ပါဆရာကြီးတောက်တော့စီးသွားတာပေါ့ဟုတ်ကဲ့ဆရာကြီးအဲ့တော့အမျိုးသားတွေကတော့ရှင်းတယ်သွားတဲ့အခါမတ်တက်ရက်သွားတာပေါ့အမျိုးသမီးကတော့မတ်တက်ရက်သွားမအဆက်ဘူးလေအဲ့တောက်ပါတောက်ပြီးရင်ပေါက်ပါဟုတ်ကဲ့ပါဆရာ။အဲကြောက်ဖြုံသည်နဲ့ဖရဲသည်ဖေးစားပါ။ဟုတ်ကဲ့ပါဆရာ။ကြော်ဖန်ဆက်တွေကိုရှောင်းပါ။ရှောင်းပါချင်ကားအေးကို စားပါဟုတ်ကဲ့ဆရာကြီးเนาะအเจ้าနေသိထက်နေပြီသလားဟုတ်ကဲ့ဆရာကြီးဒါပေမဲ့ထက်တာထက်တာမလက်ပါဘူးဟုတ်ကဲ့ဆရာကြီးเนาะဒီဒီချိန်ဒီပုံကနားထောင်ပါပဲနောက်တစ်ချိန်じゃနောက်ပုံကထားနားထောင်တော့အကျိုးရှိမှာပါเนาะဟုတ်ကဲ့ပါဆရာကြီးအเจ้าမလို့ဆရာတို့ကချင်းကိုက်ဖူမဲပြီးကြံခဲ့တာဆရာကြီးအဲ့ဒါလိမ့်စည်းလေးလိမ့်ပါတမီးဟုတ်ကဲ့ပါဆရာကြီးလိမ့်စည်းကနှစ်မျိုးရှိပါတယ်ဟုတ်ကဲ့တစ်နှခါသာလိမ့်ပါဟုတ်ကဲ့ပါဆရာကြီးနှစ်တဖြူတို့တောင်တန်းကြီးတို့တောင်တန်းကရိုးတို့ဆိုရင်မလိမ့်ပါလေတော့เนาะဟုတ်ကဲ့ပါဆရာကြီးဘာလို့မြန်မာရိုးရတဲ့ တဏ္ဍခါကနေမှလည်းတဏ္ဍခါချင်းတော်နေမှာအဆုံရှိတယ်ဟုတ်ကဲ့ဆရာကြီးနော်အဲ့ဒါကိုနေတဲ့တာလေးရမှာဟုတ်ကဲ့ပါဆရာကြီးတဏ္ဍခါလေးသာလိမ့်မှာနော်အကောင်းဆုံးပါပဲဟုတ်ကဲ့ပါလိမ့်တဲ့ခါမှာပုတ်လိမ့်တာတဲ့တို့လိမ့်တာပို့ထရောက်တယ်ဟုတ်ကဲ့ပါဆရာကြီးပုတ်မလိမ့်နဲ့နော်တို့လိမ့်မှာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာကြီးဟုတ်ပြီဗျာအားလုံးပဲအစာဝအနာကင်းဘုရားရှင်းကြပါစီဗျာ